င်္ဂလာပါရှင် MCN သတင်းဌာနရဲ့ Business Today စီစဉ်ကကြိုဆိုပါရစေ။ဒီစီစဉ်ကနေနေ့စဉ်နိုင်ငံတကာသုံးငွေကြေးပေါက်ဈေးနှုန်းတွေနဲ့တူရွှေဈေးနှုန်း73ဒီဈေးနှုန်းနဲ့စံဈေးနှုန်းအပါအဝင်စီးပွားရေးဆိုင်ရာထူးခြားမှုသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့နိုင်ငံတကာသုံးငွေကြေးပေါက်ဈေးနှုန်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့2019ခုနှစ်ဇန်နဝါရီလ18ရက်အင်္ဂါနေ့အတွက်ပြည်တွင်းပြည်ပမှာလဲလှယ်နေတဲ့ငွေကြေးဈေးကွက်တွေမှာဆိုရင်တော့ American Dollar ကိုမြန်မာကျပ်ငွေ1346ကျပ် ဥရောပတယူရိုကိုမြန်မာကျပ်ငွေ1436ကျပ်စင်ကာပူဒေါ်လာကိုမြန်မာကျပ်ငွေ948ကျပ်တရုတ်တွင်ကိုမြန်မာကျပ်ငွေ196ကျပ်အိန္ဒိယတရူဘီကိုမြန်မာကျပ်ငွေ19ကျပ်မလေးရှားထရင်းဂစ်ကိုမြန်မာကျပ်ငွေ302ကျပ်နဲ့ထိုင်းတစ်ပတ်ကိုမြန်မာကျပ်ငွေ38.23ကျပ်ဝန်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်ဒီကနေ့မှာအမေရိကန်ဒေါ်လာရဲ့ပြင်ပပေါက်ဈေးကတော့1350ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်ရှင်။ ဆလာဘီဒီကနေ့အတွက်ရှင်စင်းလုံးချင်တွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီကနေ့ညနေအထိမြမရွှေဈေးကွက်မှာ16ဘဲရီတစ်ကြက်သားအယောင်းဈေး136,400ကျပ်နဲ့အဝယ်ဈေး136,600ကျပ်ဈေးဖြစ်ခဲ့ပါတယ်။ကမ္ဘာရွှေဈေးမှာဆိုရင်တော့တစ်ထွန်အောင်စကိုအမေရိကန်ဒေါ်လာ1,213.05ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ ရွှေစင်းနှုန်းဟာအခုတစ်ပတ်မှာတောက်လျှောက်မြင့်တက်လာနေပြီဒီကနေ့ညနေမှာဆိုလို့ရှိရင်၈300ဝန်းကျင်ထိရောက်ရှိလာပြီဖြစ်ပါတယ်ရှင်ရန်ကုန်မြို့က73စီစင်းလုံးချင်းတွေကိုတင်ပြရမယ်ဆိုရင်တော့ဒီဇယ်1လီတာကို690ကျပ်ကနေ900ကျပ်ဝန်းကျင်ပရီမီယာဒီဇယ်1လီတာကို910ကျပ်ကနေ920ကျပ်ဝန်းကျင်အောက်တိုင်းနာဒီတို1လီတာကို900ကျပ်ကနေ910ကျပ်ဝန်းကျင် အော်ဒိုင်းနာဒီဖိုက်တလီတာကို940ကျက်ကနေ950ကျက်ဝန်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်။ဆက်သုံးစီဈေးနှုန်းတွေဟာ900ဝန်းကျင်ကိုရောက်ရှိနေတာတလာဝန်းကျင်ရှိနေပြီဖြစ်ပြီးအခုထိဈေးပြန်လဲကျဆင်းမှုမရှိသေးတာပဲဖြစ်ပါတယ်ရှင်။ဒီနေ့အတွက်စာစင်းလုံးပြောင်းလဲတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့အမရစံကြတဲ့အိတ်ကိုရေးသွေးပေါ်မူတည်ပြီး1900ကျပ်ကနေ2100ကျပ်ပတ်ဝန်းကျင်ရှိပြီး စံချောပေါ်စံမွေတိတ်ကိုလည်းရေသေးပေါ်မူတည်ပြီးတော့3000ကျပ်ကနေ3200ကျပ်တိရှိတယ်လို့မြန်မာနိုင်ငံစံစပါးကုန်စည်တိုင်းဝါရန်ကနေသိရှိရပါတယ်ရှင်။ဆလာဘီဒီကနေ့အတွက်ရန်ကုန်စတော့အချိန်နောက်ဆုံးဈေးကွက်ခြေနေတွေကိုတင်ပြအောင်ဆိုရင်တော့ First Myanmar Investment Company Limited ကအစုရှယ်ယာတစုကို14000ကျပ်နဲ့ဈေးဖွင့်ထားပြီး14000ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။မြန်မာတီလဝအစီအစဟိုရင်ပပ်ဘလစ်လီမိတက်ကတော့အစုရှယ်ယာတစုကို 4400ကျပ်နဲ့စတင်ဈေးပွင့်ခဲ့ပြီး4400ကျပ်နဲ့ဈေးပိတ်ခဲ့တာပါ။မြန်မာ Citizen Bank Limited ကတော့အစုရှယ်ယာတစုကို6200ကျပ်နဲ့ဈေးဖွင့်ထားပြီး6200ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။အခုရက်ပိုင်းတွင်မှာ Yangon Stock Exchange ကရှယ်ယာဈေးကွက်တွေဟာအယောင်းဝယ် AB တည်နေနေပါတယ်ရှင်။ MCN သတင်းဌာနရဲ့ Business Today အစီအစဉ်လေးကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ရုပ်မြင့်သံကြားအစီအစဉ်လေးမှာကြော်ညာထည့်သွင်းလို့ရတဲ့ဆိုရင်တော့ဖုန်းနံပါတ်0933638469ကိုဖြစ်စေ email လိပ်စာ newsroom.mcn@gmail.com ကိုဖြစ်စေဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့ Business Today အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကျမမင်းတင်သာပါရှင်။